လူတွေကထွက်ပေါက်ရှာလေးရှိကြတယ်ပေါ့။လောင်ပိတ်မိနေပြီဆိုလို့ရှိရင်ပုပ်ပုပ်ဆိုးလာပြီးတော့ပေါက်ကွဲသွားရတဲ့လေတောင်မှပဲလောင်ပိတ်ထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်လူတွေရဲ့စိတ်ဟာလည်းပဲထွတ်တူပဲထပ်ပေါက်မပေးပဲနဲ့ စိတ်ရဖိစီးမှုတွေကိုချုပ်တီးထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်ဒါကြောင့်မလို့နှလုံးကွဲတာလို့အရပြောနေဆိုရင်အသေးကွဲတာလို့ဘာလို့ဖြစ်တာမှန်ကန်တဲ့ထွက်ပေါက်တစ်ခုရဖို့အမတန်မှအရေးကြီးတယ်ထွက်ပေါက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားက စိတ်ရထပ်ပေါက်များဆိုတာဒါမဲ့ဓမ္မမှတ်သားစရာကောင်းလက်တွေ့လဲကြဘုန်းကြီးတို့ရဲ့နေစဉ်ဘဝမှာစိတ်နဲ့ပတ်သက်ပြီးတော့အကြအတဲတစုံတရာတွေ့လာမယ်ဆိုလို့ရှိရင်ဟောဒီထပ်ပေါက်များကိုအသုံးချပြီးတော့ဖြေပြောင်းလို့ရနိုင်တယ်နောက်ဆုံးမှာစိတ်ဟာလွံ့မြောက် လုံးဝလွတ်မြောက်သွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်။လုံးဝလွတ်မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ဓာတ်ကလေးဟာဘယ်ခါကာလမှပြန်လဲပြီးတော့ညစ်နွမ်းလာတဲ့ဆိုတာမရှိဘူး။ဘယ်ခါကာလမှပြန်လဲပြီးတော့လှုပ်ရှားလာတာဖိစီးလာတာမရှိတော့ဘူး။စိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ခေါ်တယ် စိတ်ရဲ့ဖိစီးမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မီအောင်ဟိုလူဒီလူရဲ့အဆင့်တွေမီအောင်လို့ဆိုပြီးတော့ကြိုးစားအားထုတ်လာကြတဲ့အခါ လူဘဝလူလောကအသုံးဆောင်နေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုစရာတွေဘက်ကအမတန်မှတိုးတက်ကောင်းမွန်လာတယ်ပေါ့အမတန်မှတိုးတက်ကောင်းမွန်လာဟိုနိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲတက်တောင်တက်တာအချင်းတူတူနဲ့ရောက်သွားနိုင် ကိုယ်နိုင်ငံအတွင်းမှာလည်းတဏှာတဏှာသွားမယ်ဆိုလို့ရှိရင်တက်တက်သားသားအချိန်ဒိုလေးအတွင်းမှာရောက်ရှိသွားနိုင်ဒီလိုစီပေါ်ရေးဘက်ကလူတွေရဲ့အသုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖြည့်ဆည်းမှုတွေကများများလာတယ် ဒါလောက်လွယ်ကူပြီးတော့တိုးတက်နေတဲ့ခင်ကြီးတွေမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးဘူးစိတ်ရဲ့ဖြည့်ဆည်းမှုဌာန်တွေက ပိုတိုးလာတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တဲ့လေဘုရားမြတ်စွာကနိလန်းနေပေးထားတယ်လူတွေရဲ့ လိုဘဟာဘယ်တော့မှပြည့်တယ်လို့မရှိဘူးပြည့်တယ်မရှိသည့်အတွက်ကြောင့်မပြည့်နိုင်တာကြီးကိုဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောက်နေတာဖြစ်လို့လူရည်စိတ်ဓာတ်ဟာလူမြဲလုံးနေမှာပဲအတ္တိတောလောကောတဲ့ဘုရားမြတ်စွာဘုရား လောကသားတွေဟာဘယ်တော့မှတင်းတိမ်သွားတာမရှိဘူးတဲ့ဘလောက်ပဲဖြည့်စည်းပေးဖြည့်စည်းပေးမတင်းတိမ်ဘူးကောင်းတဲ့ကောင်းတိုးတဲ့တဲ့တိုးတဲ့အောင်ဒီလိုပဲ調査နေမှာပဲဘလောက်ပဲ調査調査ထိုကဲ့သို့調査လာသည်နှင့်အမြတ်လူအသုံးဆောင်တွေဘက်ကတိုးတက်လာသည်နှင့်အမြတ် လူတွေရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖြည့်စည်းမှုဆိုတဲ့ဒဏ်ရဒဏ်ချက်တွေကလည်းပဲတိုးတဲ့တိုးလာတယ်။တကမ္ဘာလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်။အေးကံကောင်းထောင်းပါလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကို나ယူခွင့်ရကြတယ်။တရားကိုနှလုံးသွင်းခွင့်ရကြတယ်။လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာ ထိုစိတ်ဖြည့်စည်မှုဓာတ်တွေကိုအတော်အသင့်ရှင်းချနိုင်ကြတော်သင့်ရှင်းချနိုင်ကြရှင်းချထားတဲ့ဟာလည်းပဲအမြဲတမ်းမှန်ကန်တဲ့ဤနဲ့ရှင်းချဒီကနေ့ခေတ်မှာစီးပွားရေးဘက်ကတိုးတက်တယ်လို့ဆိုတဲ့နိုင်ငံအချို့မှာ ဘာတွေလဲတိုးတက်နေသလဲလို့ဆိုလို့ရှိရင် stress လို့ခေါ်တဲ့စိတ်ဖြည့်ဆည်းမှုတွေလည်းတိုးတက်နေတယ်။ဒါကြောင့်မို့ stress ဆိုတဲ့စိတ်ဖြည့်ဆည်းမှုတွေတိုးတက်လာတဲ့အတွက်ကြောင့်ထွက်ပေါက်ရှာတဲ့အနေနဲ့နီးလန်းနေအသုံးချကြတယ်။ဘုရားမြတ်စွာဟောကြားတဲ့နီးလန်းကိုမတွေးရှိသဖြင့်နီးလန်းဖြစ်လို့ဖြစ်냐 တတလို့တတညာဆိုပြီးတော့လောကပညာရှင်တွေက stress ကိုရှော့ချဖို့ရနီးမျိုးမျိုးနဲ့ကြိုးပမ်းလာကြတယ် psychotherapy တို့เนาะ psychiatrist တို့ psychotherapist တို့စိတ်ဖြစ်စမှုတွေကိုနီးမျိုးမျိုးနဲ့ဖြေပြောက်ဖို့ကြိုးစားလာကြတယ်မြန်မာနိုင်ငံမှာတဲ့ အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာဆိုက်ကိုသရဖစ်ဆိုအလုံးနဲ့စိတ်ဖြည့်ဆည်းမှုကိုလျှော့ချဖို့ကြိုးပမ်းတာပုံများလာအင်းမြန်မာနိုင်ငံမှာကတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုဖြန့်ဖြူးပြီးတော့နေကြလို့ထို့ထို့ကပ္ပဋ္ဌာန်းရိပ်သားတွေ သွားပြီးတော့စိတ်ငြိမ်းချမ်းမှုကိုယူကြတယ်ဘုရားမြတ်စွာပေးထားတဲ့မကန်တဲ့အတွေးလေးတွေကစိတ်ဖြည့်ဆည်းမှုကိုကြောကြသွားစေနိုင်တယ်ကြည်လီဗမာလူမျိုးတွေဟာစိတ်ဖြည့်ဆည်းမှုကိုဘလို့လျှော့ချကြသလဲလူတိုင်းလူတိုင်းလောက်နီးနီးစဉ်းစားကြတယ် ဤသဗ္ဗိသင်္ခါရအနိစ္စသင်္ခါရတရားဆိုတာမြဲတာမှမဟုတ်ပဲလူဆန္ဒဆိုတာဘယ်ပြည့်နိုင်ပါမလဲဟောဒီအတွေးလေးတွေဟာဘုရားမြတ်စွာသင်ထားလို့မိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာဟိုပကန်းခေတ်ကစပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိပြီးတော့ထွန်းကားခဲ့တဲ့မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာစိတ်ဝင်လာတဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေပဲအဲ့ဒီဗုဒ္ဓရဲ့အဆုံးအမတွေကိုမိဘဆွေမျိုးတွေရဲ့အစဉ်ဆက်ကနေပြီးတော့ဇာဘူးနာဝရှိလာကြတယ်သင်္ခါရဆိုတာမမြဲဘူးဘယ်ရာပဲဖြစ်ဖြစ်ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဒါတွေကအနတ္တသဘောတရားတွေပဲ ဆိုတဲ့အတွေးလေးတွေနဲ့စိတ်ဖြည့်ဆည်းမှုတွေကိုရှင်းချတဲ့နည်းလေးတွေရနေကြတယ်အဲ့ဒီလိုစိတ်ဖြည့်ဆည်းမှုတွေကိုရှင်းချရနေတဲ့အတွက်ကြောင့်အထိုင်လျောက်စိတ်ရဲ့ထွက်ပေါက်တွေဆိုတာမြန်မာလူရဲတွေကတွေးရှိနေကြတယ်ပေါ့ဒါအမြဲတမ်းကောင်းတဲ့အခွင့်ကောင်းကြီးတစ်ခုလို့လူတိုင်းကအတိမတ်ပြုတ်ကြမှာပြုတ်မှာ တချို့နိုင်ငံညာသားတွေကမြန်မာပြည်လာတယ်လာရင်ကနေအကဲခတ်နိုင်ငံညာမှာနေစဉ်တုန်းကသို့မဟုတ်ရဝေးကနေပြီးတော့သူတို့မြန်မာလူမျိုးတွေအကြောင်းတမျိုးမြင်တာမြန်မာလူမျိုးတွေရဲ့အကြောင်းကိုအဝေးသတင်းအရာတမျိုးမြင်ညာဒီရောက်လာတဲ့အခါမြန်မာလူမျိုးတွေဟာပြုံးပြုံးရွှင်ရွှင်နဲ့ပျော်ပျော်ရွှင်ရွှင် မျက်နာချီချီလင်းလင်းနဲ့နေကြထိုင်ကြပေါ့ပေါ့ပါပါနေကြထိုင်ကြသွားကြလာကြစားကြတာမြင်တော့သူတို့စိတ်ထဲမှာမဝေခွဲနိုင်ဘူးအဲကြောင့်မြန်မာလူမျိုးတွေရဲ့မျက်နာတွေဟာရှင်လန်းနေရတယ်လေဘာကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေဟာကြည်လင်အေးမြနေရသလဲဆိုတာအကြောင်းရင်းကိုမသိလို့ရှိရင်သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူး တကယ်ကတော့ဘုရားမြတ်စွာရဲ့တရားဓမ္မအရေးအောင်မြန်မာလူတွေမျိုးတွေဟာစိတ်ရထွက်ပေါက်တွေကိုအထိုက်အလှက်ရောက်ရရှိနေကြလို့ပဲလို့ဆိုတာသိသိချာချာစဉ်းစားကြည့်သိနိုင်ပါတယ်ဒါ